一把我妈去带来，伢家的独立伢记得，哦，去独立耶，没那个地路为阿妈叫上辈。ကျနာသူရဲ့မနာနာနင်းနီလေးပဲ ကိုနေခြင်းနဲ့ပိုင်ဆိုင်ခြင်းနဲ့ချစ်လေးရဲ့စိတ်ညစ်စေမဲ့စကားမင်းမပြောပါနဲ့ဝိုးဟိုးရဆက်မလာခွဲမင်းကိုကိုတေးအောင်ဝေဒနာတွေမပေးနဲ့မဆွေးခြင်းဘူးဟိုးပြောင်းလဲတိုင်းမပြောင်းလဲနဲ့ မုံတဲ့ချစ်ရဲ့မင်းနဲ့တော့ဝင်းပြဝင်းရင်ဟောတေးကြတဲ့ကိုယ်အသက်တော်လိမ့်မယ်ချစ်သူလေးရဲ့ကိုယ်အသက်ကိုရဲရဲဆက်ဆက်ခွဲမသွားနဲ့ခွဲမသွားပါနဲ့ ချင်နာတူရဲ့မင်းအနာနာနီနီလေးပဲကိုနေချင်နေဘိုင်ဆိုင်ချင်နေအချူလေးရဲ့စိန်ညစိမဲစကားမင်းမပြောပါနဲ့ Oh yes I'm malakwe မင်းကိုကိုတေးရဝေဒနာတွေမပင်းနဲ့မဆွေချင် ပြောင်းလဲနေဘယ်တော့မှမမုန်းတဲ့ချင်းရဲ့နင်းနေတော့ဝေးမြော်ဝေးရေဟိုးတကြောတဲ့ကိုအသက်တော်လိမ့်မယ်ချစ်သူလေးရဲ့ကိုအသက်ကိုရဲ့ရဲ့ဆဆခွဲမတော်နဲ့ခွဲပြောင်းလဲတိုင်းမပြောင်းလဲ ချင်းရဲ့မင်းနဲ့တော့ဝေးပြောဝေးရင်ဟောတေချာတဲ့ကိုအသက်တော်လိမ့်မယ်ချစ်တူလေးရဲ့ကိုအသက်ကိုရဲ့ရဲ့ဆက်ဆက်ချစ်တူလေးရဲ့ကိုအသက်ကိုရဲ့ရဲ့ဆက်ဆက်ခွဲမတော်နဲ့ခွဲမတော်ပါနဲ့ အစင်းကြီးက arrangement ကြီးလုပ်ထားတယ်လှတာဒါသားတို့တမီးတို့စိတ်ကူးညံ့နေဘူးလို့ထင်တယ်တချင်းလုပ်ထားရင်တော့ကီးရီကဆိုတာတော့ verse 1 verse 2ကနှစ်ခုရှိရနော်ကီးနှစ်ခုရှိရတားမှာတစ်ခုဟုတ်ကဲ့တမီးမှာတစ်ခုအဲ့ဒီကချိတ်ဆက်မှုကလည်းအားကောင်းတယ်နောက်ချက်ကတချင်းပုံမှာလည်းပြည်ပြစ်တယ်ပိုက်သေးခွဲတဲ့ခါမှာလည်းတမီးက harmony နှစ်ခုမြန်မြန်ဆန်းဆန်းတာဝန်ယူရတယ်ဟုတ်ကောင်းတယ်ရှင်ဒီအခြေဆက်လည်းကောင်းတယ်ကီးလေးယူစားလေးလည်းကောင်းတယ်ဟမ်လေးချိတ်တာလည်းကောင်းတယ်ဟိုရေဘူးရအောင်ပြောတော့တချင်းကတော့သူကျူးရဲ့ဆောင်းတွေ ပြည့်စုံတယ်လို့ပြောလို့ရပါတယ်ကျွန်တော်တခုပြောချင်တယ်အဲ့ဒါတော့ဒီနေ့မှာပြန်ပွဲဝင်ပေါ့နော်ခုနကဂျင်းအေရဲ့အခုပြန်သွားဆိုတာဂျင်းဘီပေါ့နော်ပြန်ပွဲဝင်အနေနဲ့လို့မခံစားရပဲနဲ့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကိုတကြွန်းနဲ့အမှုပညာတခုနဲ့လာရောက်ပြီးတော့မှဖြောပြေးနေတယ်လို့တောင်မှခံစားရပါတယ်ဂျေဇုတင်ပါတယ်ကိုကိုဟုတ်ကဲ့ပါပြီးလို့ရှိရင်တခုပြောချင်တာအခုဒီတချင်းကဝေမျက်ဝင်းရယ်ဆိုတဲ့တချင်းကဒါပထမအောင်ဆုံးကျွန်တော်ဦးကျမြတောင်းရဲ့ဗာရှင်းနဲ့ကြားဘူးတယ်ဒါဇုံတွဲဆိုဖို့လဲအင်ပတန်ခက်တယ်ပေါ့နော်ယောက်ျားလေးနဲ့မိန်းကလေး ဒါကိုကကိုပြန်လဲမွေးမြူပြီးတော့မှတင် जा ပြီးတဲ့ဒီအားလုံးနဲ့ပေါ့နော်အခုဆိုနိုင်ခဲ့တယ်ဆိုရင်အနေနဲ့အတွက်ကြောင့်မလို့အများကြီးကြိုက်ပါတယ်တကယ်လဲကောင်းပါတယ်ပေါ့ခုနပြောလို့ဒီနှုတ်နှစ်ခုတွဲရတဲ့အခါမျိုးမှာလဲအခုဒုတိယတစ်ခါဆိုသွားတဲ့ကျင်းပြီမှာသုံးသွားတဲ့နှုတ်ကတစ်မျိုးပေါ့နော်ဥမာကျွန်တော်တို့မီရဲဒွေရဲတွဲသွားတဲ့နှုတ်မျိုးပုံစံမျိုးလေးတွေပေါ့နော်အဲ့အတွဲပုံစံမျိုးလေးတွေကိုသုံးသွားတာတွေ့ရပါတယ်ဒါကြောင့်မလို့အများကြီးကြိုက်ပါတယ်လို့ကောင်းပါတယ်နောက်ထပ်အဆင့်ကိုလည်းထပ်မှတ်ပြီးတော့တက်လန်းနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါရခင်ဗျာ ဘေးရဆုနေပြပါစေ။ဟုတ်ကျေးဇူးတင်ပါတယ်ဆရာ။ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ။ကျွန်တော်ညီလေးကိုအောင်ကိုနဲ့ကကျွန်တော်ပြီးစီရရှိတဲ့အမှတ်တွေကိုအသီးသီးပြီးထားပြီးသားဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကပြန်ပွဲရဲ့စီကံအရာကျွန်တော်တို့ကတက်တော်တဲ့နေသည့်အထိကျွန်တော်ဒီဘူတင်ရဲ့ပြီးသက်တည်းရဲ့ဆန္ဒလေးကိုစောင့်ကြည့်ရမယ့်ဥစ္စာတွေရှိပါတယ်။အဲဒါကြောင့်အဲ့ဒီအချိန်မှာတော့ကျွန်တော်နောက်တစ်ဆင့်မှာအဆင့်တက်နိုင်ပြီးတော့ပြန်ဆောင်ရပါသေးကျွန်တော်ဆူတောင်းပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ဟုတ်ကျေးဇူးပါဆရာ။ဟုတ်ကဲ့မင်္ဂလာပါ။အခုဒီနေ့ ပြန်နဲ့ပြန်သွားတယ်ပြန်ပွဲမှာပေါ့နော်ဒီတင်းအေရဲ့တင်းဘီရဲ့နှစ်ခုလုံးနှစ်ဖွဲ့လုံးမှာကျွန်တော်တစ်ဖွဲ့မှာတစ်မျိုးစီကောင်းနေရာလေးတွေကိုတွေ့ရပါတယ်ကျွန်တော်အားလုံးလဲဒီအပြစ်ပြောစရာမရှိသလောက်ပေါ့ဒီပြန်ပွဲကကျွန်တော်ဒိုင်းနေကိုပြန်ပြီးတော့မှဒီလုတ်ပြသွားတဲ့ပညာပြသွားတဲ့ပွဲလေးလို့ကျွန်တော်အနေနဲ့ယူဆမိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့စကားတစ်ခုလောက်တော့ပြောချင်ပါတယ်ပေါ့နော်အဲ့ဒါတော့ဗာလဲဆိုရင်ဒီအချိန်မှာနှစ်ဖွဲ့စလုံးပြန်ပြီးသွားပါတယ်ဒါပေမဲ့လဲပြန်ပွဲရဲ့စီကံစီမင်းအရာထုံးစံအရာတော့ကျွန်တော်တို့တစ်ဖွဲ့အနေနဲ့ကတော့ ကျွန်တော်တို့ပါဝင်ရမယ်တစ်ဖွဲ့ကတော့ဂျန်ခဲ့ရမယ်ဖြစ်ပါတယ်ဒါပေမဲ့လည်းနှစ်ဖွဲ့စလုံးရဲ့ရှင်ပြိုင်မှုကကျွန်တော်တို့အရန်ကောင်းနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တစ်ဖွဲ့ကိုကြမအောင်လဲအရန်နှမျောမိပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်တစ်ဖွဲ့နဲ့တစ်ဖွဲ့မှာသူ့လှုပ်ဆောင်ချက်နဲ့သူလှုပ်သွားတာပေါ့နော်အများကြီးကောင်းဝင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့နှမျောမိရဲ့လို့ပြောရခြင်းဖြစ်ပါတယ်ပြီးလို့ရှိရင်ပရိသတ်တွေရဲ့ခန်းစားချက်ကိုလည်းကျွန်တော်အနေနဲ့သိကျင်ပါသေးတယ်လို့ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ အတိုင်းအတာတစ်ခုတည်းပေါ့နော်ကျွန်တော်တို့ရက်တစ်ခုစောင့်ဆိုင်းပြီးတော့မှပြည့်သက်တည်းရဲ့အမှတ်ကိုလည်းကျွန်တော်တို့စောင့်မျှော်နေပါမယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆင်